အင်းတော်မျိုးသိန်းတိုက်ပွဲကနေထွက်ပြေးသွားတဲ့တပ်မ89တပ်မမုံနဲ့အတူစစ်ကောင်စီတပ်ဖွဲ့ဝင်190ကျော်ကိုဖမ်းဆီးရမိထားတယ်လို့သိရပါဗျ။ဟန်နာသတင်းပေးပို့ထားပါတယ်ရှင်။စကိုင်းတိုင်းနဲ့ကချင်ပြည်နယ်အဆက်ကတာခရိုင်အင်းတော်မျိုးသိန်းတိုက်ပွဲကနေထွက်ပြေးသွားတဲ့တပ်မ89တပ်မမုံနဲ့အတူစစ်ကောင်စီအဖွဲ့ဝင်190ကျော်ကိုဖမ်းဆီးရမိထားတယ်လို့မြို့နယ်ပကဖတာဝန်ရှိသူတယောက်ကပြောပါဗျ။ဧပြီလ9ရက်နေ့ညပိုင်းမှာ အင်းတော်မြို့တွင်စစ်ကောင်စီတပ်တွေရဲ့နောက်ဆုံးလက်ကျန်ဂျပန်လိုင်ကူကုန်းကိုတော်လိုင်းတပ်ဖွဲ့တွေအပြစ်တပ်သိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက်အဲ့ဒီညပိုင်းမှာကတာမြို့နယ်ဘက်ကိုချွတ်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတော်လိုင်းအင်အားစုတွေဘက်ကဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်အဲအင်းတော်ထပ်ပြလာတဲ့ဟိုအရီကိုစကားစားရီကိုကျွန်တော်ကတာမြို့နယ်အဲဒီအပေါင်း PDF ကနေပြီးတော့မှာ အဲဝိုင်းဝန်းဟိုဖြစ်ပြီးတော့ရှာဖွေပြီးတော့မပြစ်ခတ်ဖန်စီတဲ့အခါမှာတော့190ကျော်တော့ကျွန်တော်တို့ဖန်စီရမိတယ်နောက်ထပ်ကြံသေးတာတော့မသိသေးဘူးအဲ့ဒါတော့ကျွန်တော်နေပြီးအတွင်းမှာတရင်စုံစမ်းပြီးတော့ရှာဖွေနေစေပေါ့ဟုတ်တယ်ဟုတ်တယ်သူတို့တမခုနစခုတမမူကနေပြီးတော့မှသူတို့အခက်ခဲပေါ့နော်ရိတ်ခါပါညာနဲ့ဖြစ်လာတော့ဒီဘက်ကိုညှိနှိုင်းပြီးတော့မှသူတို့ဖတ်တယ်ပေါ့ မှာကျွန်တော်တို့ကဘာနဲ့မှမပြန်ပြီးတော့ဖမ်းမိတာပါသူတို့တွေကိုတို့တဆုတ်ခွာတပြေးတာပေါ့အဲ့ဒါကိုကျွန်တော်တို့ဒီဘက် PDF တွေကကဘာနဲ့မှလိုက်လံရှာဖွေပြီးတော့သူတို့ပြစ်ခတ်ဖမ်းဆီးတဲ့အခါမှာတော့တမပူအလုံးမိထားပါတယ်190ကျော်ပေါ့အဲ့တော့မျိုးကို စစ်ကောင်စီတပ်မ89ရှေ့တန်းဌာနကအခြေစိုက်တာဖြစ်ပြီး2024ခုနှစ်အကုလကနေ2025ဧပြီလအထိရှစ်လအကြာထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်တော်လိုင်းရင်အင်အားစုတွေကမြို့ကိုအပိတ်သိမ်းပိုက်နိုင်ခဲ့တာပါစစ်ကောင်စီကငလင်နောက်ဆက်တွဲကေဆေးရေးဆောင်ရွက်နိုင်ဖို့အပြည့်ရဲ့ကြီးညာပြီးတဲ့နောက်ပိုင်းမှာလည်းအင်းတော်ဒေတာကိုနေတိုင်းလေးချောင်းဘုံကျဲတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်အဲ့တော့ကတ္တမြို့နယ်အတွင်းမှာတော့လေကြောင်းတိုက်ခိုက်မှုလုံးဝမရှိဘူး။ဒါပေမဲ့အင်းတော်ကတော့လေကြောင်းရတဲ့ပုံမှန်တိုက်ခိုက်နေပါတယ်။ အဲသူ့လူတွေပဲရောက်လို့ပဲပေါ့မန်းတော့သူတို့တရင်အဆက်တွေမရောက်တော့ဘူးထင်တယ်။အဲသူတို့ရှိကပစ္စည်းအလုံးအတိုင်းဘက်ကတိတ်မိထားတဲ့အခါကြတော့လေ။အင်းတော်မျိုးတိမ့်တိုက်ပွဲကနေဟာဝစ်ဇာနလက်120မမနလက်အပါဝင်လက်နက်ကြီးလက်နက်ငယ်ခဲရမီကြောင့်အမြောက်အများတိမ့်ပတ်ရရှိရလို့အန်ယူဂျီကချုပ်ပြန်ထားပါတယ်။ကတုံးလုံးခန့်အတွင်ကတာတီချိုင်အင်းတော်ကောလင်းဝင်းတိုပင်လေဘူးကမ်ဘလူးကျွန်းလာနဲ့ဇီကုံစားရမျိုးတွေပါဝင်ပြီး ော်လန်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ပင်လယ်ဘူးမြို့ကိုသိမ်းပိုက်ထားနိုင်ခဲ့ပြီးဖြစ်ပြီးလက်ရှိမှာအင်းတော်မြို့ကိုချမှန်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ဒီမှာဟန်နာပါ။